ဟစ်ပေါ်ယဉ်ကျေးမှုကိုယူသွတ်တဲ့ဗပဲတန်းကတန်ဇာရီ Gravity သမားတွေပါဝင်တဲ့ PPD ဟုရဲ့၉နှစ်ပြည့်ဂီတဖျော်ဖြေပွဲကို February 1ရက်နေ့က International Hotel Wing နဲ့က Flamingo Bar မှာကျင်းပခဲ့ပါတယ်။ ဟစ်ပေါ်ယဉ်ကျေးမှုစုံလင်ပါဝင်တဲ့တီးတန့်ပွဲမျိုးမရှိဘူးသေးတာကြောင့်ကိုနှစ်ပြည့်ထိမ့်မှတ်ဖြစ်ရောပြည်သက်နဲ့ပါနီနီကက်ကက်နေကျင်တာကြောင့်ကျင်းပတာဖြစ်တယ်လို့ရဲနောင်ကဆိုပါတယ်။ခေဟစ်ဟော့ပ်အခြေအနေမှာဆိုတော့တော်တော်ကြီးကိုကွဲသွားခဲ့ပြီးတော်တော်များပြောနေကြတဲ့ main stream တွေအရာမှာအရင်ကအဲ့လိုမျိုးစီးပွားရေးဆန်တဲ့တခြင်းတွေများလာတယ်။ပြီးလို့ရှိရင်အဲ့လိုမျိုးဟို မိမအကြောင်းတွေဆိုတာညားလာတယ်ပြီးတော့အချစ်အကြောင်းတွေဆိုတာညားလာတယ်တကယ်ကျွန်တော်တို့ကြိုက်ခဲ့ကျွန်တော်တို့ယူဆခဲ့တဲ့ hip hop ဆိုတာအဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်တို့ကြိုက်ခဲ့တာ street street life တွေကြိုက်ခဲ့တယ် surf life တွေကြိုက်ခဲ့တယ် hood life တွေကြိုက်ခဲ့တယ်ကျွန်တော်အစုံမော့ဒီလမ်းမကိုစားကြည့်တဲ့ဟာမျိုးတွေညာစားအဲ့လို political rap တွေအကုန်လုံးကျွန်တော်တို့ကြိုက်ခဲ့တယ်အဲ့ရနေစပြီးတော့ အခုချိန်မှာအာကျွန်တော်တို့ခုဒီစိုးနေတဲ့အကြောင်းအရာနဲ့ဖြစ်သွားခဲ့တဲ့ဟာတွေကတော်တော်လွဲသွားခဲ့ပြီအခု main stream တွေပြောတဲ့အကြောင်းအရာမှာတအယ်မထုတ်မယ်ဆိုရင် like ဘယ်လိုပြောမလဲ hip hop လို့ကခေါင်းကြတာ hip hop ဟို elven လို့ပြောလို့မရလောက်ဖြစ်သွားပြီ k-pop ဖြစ်ရင်ဖြစ်နေမယ်ဟိုပေါ့ဖြစ်ရင်ဖြစ်နေမှာပေါ့နော်အဲ့လိုမျိုးအစုံဖြစ်နေရော show ပဲဆိုတဲ့အလုပ်ပဲဟို hip hop show ဆိုတာခေါင်းကြတာဒါပေမဲ့ hip hop မဆိုတဲ့လူတွေလည်းအများကြီးပါနေတာပဲအားလုံးကိုကျွန်တော်တို့ကအခုဒီလောက်ရတဲ့အကြောင်းအရာကျွန်တော်ကတော့ဖြည်းဖြည်းလုပ်တယ်ဘယ်သူလဲမှတော့မဆိုရင်ကိုယ့်ဟာကိုယ့်အဖွဲမှာပဲကိုယ့်ဟာကိုယ်ပွဲလို့ကိုယ့်ဟာကိုဆို ရက်ဆိုတော့ဂျေမီကနိုင်ငံတကာဂီတပွဲတွေအဆူရော်ရီမြန်မာပြည်ကိုတဖွဲ့ဖွဲ့ရောက်လာနေချိန်မှာပြည်ရင်းကဟစ်ဟော့တမားတွေလည်းနိုင်ငံတကာနဲ့လက်တွဲနိုင်ဖို့အရေးကြီးတယ်လို့ဆိုပါတယ်။မရတော့အမအောင်အမှန်လုပ်ချင်တဲ့အချိန်မှာအမှန်အမှန်တိုင်းပြင်းနိုင်တဲ့အချိန်မှာဟစ်ဟော့ရေးစီးကြောင်းဟိုဖြစ်သည်ဟိုဟစ်ဟော့ရေးစီးကြောင်းဖြစ်စေဟစ်ဟော့ရေးစီးကြောင်းမဟုတ်ဖြစ်စေဘာလို့မှမဟုတ်ဒါပေမဲ့ကျွန်တော်တွေးသလောက်ကတော့ကျွန်တော်ပြောပြရရင်တော့ လူတွေကဟိုဘယ်လိုပြောမလဲလူငယ်တဲ့ဆယ်နှစ်ကလည်းလုံးဝမတူတော့အကုန်လုံးကကိုယ့်ဟာကိုယ်တီလာကြပြီတော်လာကြပြီတက်လာကြပြီအဲ့တော့ကိုတီးတယ်တော်တယ်တက်တဲ့အတိုင်းပဲအကုန်လုံးကဘင်းနေကြတာအဲ့ဘင်းတာကိုလည်းကျွန်တော်ကတော့ကြိုက်တယ်ဟိုဂွမ်းတာကတော့အာမပေးဘူးဒါပေမဲ့အဲလက်တွဲခေါ်ဖို့စိတ်ကတော့အမြန်ရှိအကူညီနိုင်လောက်ကူညီမယ်ဟိုပြောတာကိုနားမထောင်ရင်တော့လည်းမတတ်နိုင်ဘူးနာကဆိုတဲ့စကားအတိုင်းကျွန်တော်ပြောရရင်တော့ကုမ္ပဏီသက်တွေအများကြီးဝင်လာပြီစပွန်ဆာပေးမဲ့လူတွေအများကြီးဝင်လာပြီ။အခုဆိုကျွန်တော်ကြားနေရတာ နိုင်ငံသားဆိုတော်တွေအားစားဒီနိုင်ငံမှာလာဆိုဖို့ဝင်းမလေးတော်ဂျေဆင်မရတ်လာပြီးခရေဟာနောက်ဆက်တွဲအကုန်ကုန်ကိုမာကလန်အပြင်နောက်အများကြီးထက်လာတော့မှာကျွန်တော် line တွေရောကြိုက်တဲ့အဲ့လို line အမှန်တမျှအကုန်လာလိမ့်မယ်အဲ့လာတဲ့အချိန်ကျရင်အားလုံး ready ဖြစ်နေဖို့ကိုကတော်မှာအဲ့လူတွေကကိုခေါ်ဖိတ်ပြီးတော့အခုလုံးမယ်ဟေးပြောမယ်ဟေးကိုစင်ဘလောက်ရှိရဆိုတာစစ်စင်းမယ်ဆိုတဲ့အချိန်ကျရင်ကိုကတကယ်ကိုပြောထားတဲ့အတိုင်း ready ဖြစ်နေဖို့ပဲအရေးကြီးတယ် ကိုနှစ်ပြည့်ထိမ့်မှတ်ဂီတပွဲမှာအဆူရောဂျေမီအန်ဇိုင်ဝိုင်လီနဲ့တူ PPD ဟုဝိုင်းတော်သားတွေကပြည့်တက်တရားကျော်ကိုဖျော်ဖြေခဲ့ပါတယ်2015မှာ Underground Guitar လောကကိုစတင်ခြေချခဲ့တဲ့ PPD ဟုအဖွဲ့ဟာ Mistake သုံးခုထွက်ရှိခဲ့ပြီး Social Media တွေမှာလည်းသူတို့အဖွဲ့ရဲ့တခြင်းဗီဒီယိုတွေဟာပြည့်တက်တွေကြားအခိုင်အမာအားပေးမှုကိုရနေတဲ့အဖွဲ့ဖြစ်ပါတယ် Chegamos!